ဘယ်နာမည်ကတော့ဒေါ်လာဘဝရီဖြစ်ပါတယ်။ဆရာလေးဒီလရှင်ဝင်ဖြစ်ပုံဆိုတာငငယ်လေးကတည်းကမှဆရာလေးဒီလရှင်ဝင်ခဲ့ပုံလေး။ ကိုဗုဒ္ဓဘာသာတရားဖြစ်နေပြီးတော့ဒါအကောင်းဆုံးအလုပ်တွေကိုဘာလို့မလုပ်နိုင်ရမှာလဲဒါကုဒီအိမ်မှာတည်လာတယ်။နောက်ဒီထက်အသက်ကြီးရင်လာတဲ့အခါမှာပို့ပြီးတော့ဟိုတရားရှင်ဝတ်ဖို့ဆိုတာဝတ်ဖြစ်ခြင်းနဲ့ဝတ်ဖြစ်မယ်မဝတ်ဖြစ်ခြင်းနဲ့မဝတ်ဖြစ်ဘူးပေါ့နော်။ဒီကြောင်းလေးဆောက်တဲ့အချိန်တော့လည်းဆရာလေးမှအခက်ခဲတွေအများကြီးရှိခဲ့တယ်။ဆဆောက်တဲ့အချိန်မှလည်းရပါတော့။အခက်ခဲတွေအများကြီးရှိတော့အရန်ကိုအားတင်းပြီးတော့တရားကိုမဖြစ်ဖြစ်အောင် လုပ်မယ်မဖြစ်ဖြစ်အောင်စောင့်မယ်ကုသိုလ်ကောင်းမှုလုပ်တယ်ကောင်းတာလုပ်တယ်ဆိုလို့ရှိရင်အတားအဆီးအခက်ခဲစွာရှိမှာပဲလေဘယ်ရမဆိုအဲ့တော့မလဲဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကလေးတစ်ခုပေါ့နော်အဲ့တစ်ခုနဲ့အရန်ကြိုးစားခဲ့ရတယ်ဘော်ဒီ इजली ်အစ်စပီဆိုမြတ်စွာဘုရားရဲ့တစ္ဆာလေးပါးတည်ရင်ညာမြတ်စွာဘုရားကိုရိုသေစွာဖြင့်ဒါဂါရဝပြုဥထိတ်ထားတယ်ဆိုတဲ့ကြာအဲ့အဒီနေပါဒီကိုနာမည်ပေါ့တနိုင်ငံလုံးကတည်ရင်ကိုနာမည်အစ်စပီဆိုဖြစ်တယ်နောက်ပြီးတော့ဒီလူငယ်တွေကလည်းဒါကြည့်တယ်အော်မင်းသမီးတယောက်ကစောက်ထားတယ်ဒါဗုဒ္ဓဘာသာမင်းသမီးတယောက်ကဒီလိုမျိုးမြတ်စွာဘုရားကိုယုံကြည်ကိုင်းချမ်းပြီးတော့သာသနာအတွက်ကိုစောက်ထားတဲ့အဆောက်အအုံလေး ာသနာထိကအဆောက်အုံလေးဟင်းလို့ဆိုပြီးတော့ကြည်နူးမှုဖြစ်အောင်ရဲ့ကုသိုလ်ကောင်းမှုလေးကိုမှတ်တမ်းလေးတစ်ခုထားတယ်။ဥပမာဒီဟာလေးကိုပြန်သတိရနေပြန်ကြည့်လို့ရှင်။ကိုကဒါငါအရင်တော့ငါဒါလေးပြောပြမမေ့ရတော့ဘူးပေါ့နော်။မမေ့ရတော့တဲ့အတွက် ပြန်ပြီးတော့လဲသူထပ်ပွားတယ်ထတ်တိုးတယ်ကိုလည်းပီတီဖြစ်တယ်ကိုစိတ်ထဲမှာလဲအေးချမ်းမှုရတယ်ဆရာလေးကအနှုတ်ပြအလုံးတော်မလုပ်တော့ဘူးလေဂျမ်းပဲကိုလို့ပဲကိုပေါ့ပေါ့နော်ဂျန်းရဲ့ဟိုဘာမှထွေထူးထူးတော့ပြောစရာမရှိပါဘူးဒါဆရာလေးတို့ကလဲအူတီလာရှင်ဝိတာဆိုတာလဲဒါဘာသာရေးဘုရားဘာသာတရားဝင်နေရောနောက်ပြီးတော့လဲကိုလုတ်တင်လုတ်ထိုက်တာပေါ့နော်လုတ်တင်လုတ်ထိုက်တယ်လို့ကိုကိုကိုခိုင်တာပေါ့လေအဲ့ဒါလုတ်တာပါ ဒီနေ့အထိပြုခဲ့မှုရဲ့ကုသိုလ်တွေအားလုံးကိုလည်းအမျှပေးဝေပါတယ်။အမျှရပြီးတော့ကိုယ်စိတ်မပြားဝမ်းမြောက်ဝမ်းသာရှိပါစေ။အမျှအမျှအမျှယူတော်မူပါ။တာတာတာပါ။